ဒီကနေ့နိုဝင်ဘာလ14ရက်နေ့သတင်းတွေကထူးခြားသတင်းတချို့ကိုသတင်းရယူတင်ဆက်ပေးနေတဲ့သတင်းတောင်မြက်သစင်ကို DBV Studio ကနေပြီးတော့ဓာတ်ရက်ဆက်သွင်းပေးမြန်တော့ပါမယ်။မင်္ဂလာပါမြက်သစင်။အော်ဒီနေ့အတွက်ပြည်သူတွေကိုဘာထူးခြားသတင်းတွေများတင်ပြစရာရှိလဲရှင်။ အဟုတ်ကဲ့ပါရှင်ဒီနေ့ပြပြချင်တာကတော့တနင်္သာရီတိုင်းထိုင်းပြည်မှာနေဆက်မောတောင်မြို့ကိုတော်လှန်ရေးပူပေါင်းတပ်တွေကဒီနေ့မနက်မှာတင်ပိုက်လိုက်တာနဲ့ပတ်သက်ပြီးတချို့ချက်လက်လေးတွေထပ်ပြီးဖြည့်ဆွတ်ပြီးပြပြပေးချင်ပါတယ်။အဲဒီမောတောင်မြို့ကိုတင်ပိုက်လိုက်ကြောင်းကိုလည်းဗမာပြည်သူလူမျိုးရေးတပ်တော် BPLE ကထုတ်ပြန်ထားပါဗါတယ်။အဲဒီမောမောတောင်မြို့တင်တိုက်ပွဲမှာစစ်တုပ်ပန်း40ကျော်ကိုဖမ်းဆီးရမိပြီးတော့လက်နက်ကြီးတွေအပါအဝင်လက်နက်ခဲရအများပြားကိုတင်ပိုက်ရရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗါတယ်။ နေဆက်ကုံတဲ့ရွေးအတွက်အရေးပါတဲ့မြို့တစ်ခုဖြစ်တဲ့မောတောင်မြို့ကိုကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNL ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBL နဲ့ Force for Federal Democracy အဲ FFD တို့ပါဝင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ ဒီမောတောင်မြို့ကိုတော့ဒီနိုဝင်ဘာလ10ရက်နေ့ညကနေစတင်တင်ပိုက်ခဲ့အဲစတင်တိုက်ခိုက်ခဲ့ရဖြစ်ပြီးတော့3ရက်အကြာမှာအပီးသိမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့ကနေစစ်ကော်မရှင်တပ်သားတွေကထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခိုလုံသွားကြတယ်လို့လည်းသိရပြီးတော့ဒီချိန်နေကိုတော့ DVB ကဆက်လက်စုံစမ်းမေးမြန်းနေတာလည်းဖြစ်ပါတယ်။အဲမောတောင်မြို့ဟာ KNU ဗိတ်တော်ဝဲခရိုင်ရဲ့တနင်္သာရီ ဌာနချုပ်ဖြစ်ခဲ့ဘူးပြီးတော့35နှစ်အကြာလက်လွတ်ထားခဲ့ရကနေအခုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။2025ခုနှစ်အစောပိုင်းမှာပဲ KNL နဲ့ PDF ဖောင်းတပ်ဖွဲ့တွေကဒဝဲထီခီနယ်ဆက်လမ်းကြောင်းပေါ်မှာရှိတဲ့ထီခီထီထဆတဲ့ဗျူဟာစခန်းတွေနဲ့ဘော်ဒီတက်စခန်း၊ငရဲနီစခန်း၊ဒုက္ခစခန်းဆတဲ့စစ်တပ်နယ်ဆက်စခန်းတွေကိုတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့နယ်ဆက်လမ်းကြောင်းတွေရဲ့ဒေသအချို့ကိုလည်းသိမ်းပိုက်ဆူမှုထားတာဖြစ်ပါတယ်။ နေဆက်စခန်းတစ်ခုဖြစ်တဲ့တနင်းသာရီတိုင်းကလိန်အောင်မြို့အရှိချမ်းကနဲ့အိမ်တော်တက်စခန်းကိုတော့တိမ့်ပိုက်ဖို့ကြံရှိနေသေးတာလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါနောက်ထပ်ထူခြားသတင်းတွေရောရှိသေးသလား။ဟုတ်ကဲ့ပါရှင်အဲနောက်ထပ်ပြောပြချင်တာကတော့ဒီစစ်ကော်မရှင်စစ်တပ်ကပြည်သူ့စစ်မှုရန်တပ်သားတချို့ကိုနှုတ်ထွက်ခွင့်ပေးပါတယ်ဆိုပြီးတော့တံပြန်စည်းရုံးနိုင်မှုဝါရဖြတ်နေတာတွေလှုပ်ဆောင်လာတဲ့အကြောင်းမြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ MDSN ကဒီကနေ့မှထုတ်ပြန်ခဲ့ပါတယ် စစ်ကော်မရှင်ကစစ်မှုထမ်းတင်နန်းသားတွေကိုခက်ခက်ခက်ခဲဖမ်းဆီးစုဆောင်းနေရမှုကိုရှင်းချနိုင်မှုနဲ့ပြည်သူလူထုကိုလှည့်စားစည်းရုံးမှုအတွက်စစ်မှုထမ်းကာလပြင်းမြောက်သူတွေကိုနှုတ်ထွက်ခွင့်ပေးနေတယ်ဆိုပြီးပုံဖော်လာတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တောင်ဝင်ထမ်းဆောင်နေစေစစ်မှုရန်တပ်သားတွေတဲကနေစစ်မှုရန်ကာလသုံးပုံတပုံရှော့ပေါ်ခွင့်ရရှိတဲ့တက်မှတ်စစ်မှုရန်ကာလပြင်းမြောက်သူတွေကိုစစ်မှုထမ်းဆောင် PC ကြောင်းလက်မှတ်ပေးအပ်တဲ့အခမ်းအနားကိုရန်ကုန်တိုင်းအရှေ့ပိုင်း uh, sorry ပါဒီအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာအနိုဝင်ဘာလ23ရက်နေ့ကပြုလုပ်ခဲ့တဲ့ဆိုပြီးစစ်ကော်မရှင်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီသတင်းထုတ်ပြန်ချက်ကဓာတ်ပုံအရဆိုရင်ဂုံပြူငွေ2သိန်းကိုချီးမြှင့်ခဲ့တာလည်းတွေ့ရပါတယ်။စစ်မှုတဲ့အပတ်စဉ်တွေထဲမှာ TV ယောဂဖြစ်နေသူစီးချိုယောဂခေါက်ယောဂနဲ့လေကောင်းဖြစ်နေသူတွေကိုနေပြန်စေကူတာဖို့လမ်းစဉ်နှစ်သိန်းပေးပြီးတော့တတ်သေးကနေထုတ်ဖို့စီစဉ်နေရတွေရှိနေတယ်လို့လဲမိသားစုဝင်တွေစီကနေပြီးတော့သိရှိရပါတယ် ီပင်ဒီယာမျိုးကန်တယောက်ရဲ့ပေါ့နော် DVB ကိုပြပြချက်အရာမနေ့ကအရှိပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်မှုရန်ပတ်စင်တွေတဲကယောဂဖြစ်နေသူ96ယောက်ကိုစစ်မှုရန်ရှော့ပေါ့ကာလာအဖြစ်သတ်မှတ်ပြီးတော့လမ်းစိတ်နှစ်သိန်းနဲ့စစ်မှုရန် PC ကြောင်ဆာရွက်တွေထုတ်ပေးခဲ့တယ်လို့သိရပါဗျ။စစ်ကော်မရှင်ကစစ်မှုရန်တက်တာယာကနန်းဝင်းချင်လောက်ကိုနှုတ်ထွက်ခွင့်ပြုပြီးအကြီးကျယ်ဝါရားဖြတ်မှုတွေကိုဇက်တိုက်လှုပ်လာနိုင်တယ်လို့လည်း MDS ဆိုင်ကဆိုပါတယ်။တစ်ဖက်မှာလည်းအလုတ်ကင်ရရှိဖို့ အလုတ်ကန်ရရှိရေးစီမံခန့်ခွဲမှုကော်မတီကိုဖွဲ့စည်းပြီးတော့စစ်မှုရန်တာဝန်ထမ်းဆောင်ခဲ့သူတွေကိုပြည်ရင်းပြပအလုတ်ကန်ရအောင်လုပ်ပေးမယ်ဆိုရဲမလုံးပေးစည်းရုံးမှုတွေရှိနေပြီးတော့ဒါဟာစစ်မှုရန်ကာလပြီးရင်နှုတ်ထွက်ခွင့်ရမယ်အလုတ်ရမယ်ဆိုရဲပုံဖော်သတင်းစကားတွေနဲ့လူငယ်တွေကိုစည်းရုံးစုဆောင်နိုင်မှုဝါဒပြန်လှည့်ပြားလာတာဖြစ်တယ်လို့လည်း MDS ဆိုင်ကတည်ပြီးခဲ့ပါဗါတယ်လက်ရှိမှာစစ်တပ်ကလက်ဆင့်စစ်မှုရန်တင်နန်းသားပြည်မြောင်နိုင်ငံအနှံ့ လူဖမ်းပွဲတွေပြုလုပ်နေပြီးတော့အထမစုဆောင်လျက်ရှိပြီးရှေ့ရှေ့တန်းစစ်မြေပြင်မှာလူသားတိုင်းတစ်ဖွဲ့အုံပြုနေတဲ့အတွက်တိုက်ပွဲအတွင်ထိခိုက်သေးဆုံးသူအများစုကစစ်မှုရန်တပ်သားတွေဖြစ်ပြီးဒါကြောင့်မို့လို့မိဘပြည်သူတွေအနည်းနဲ့စစ်ကော်မရှင်တပ်ရဲ့ဝါရဖြန့်စည်းရုံးလာမှုတွေကိုမပေါ်ဆဘဲနဲ့စစ်မှုရန်အန်တွေကိုတတိပြုနိုင်မှုအတိပေးအပ်ပါတယ်လို့ MDS ဆိုင်ကထုတ်ပြန်ထားပါတယ်ရှင်ဟုတ်ကဲ့ပါတည်င်းစကားတွေမျက်ဝေပြီးကျေးဇူးပါမြန်သူစင်ဟုတ် ဆက်လက်ပြီးတော့တခြားသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါအောင်ပါရှင်